Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ November 10ရက်နေ့ရဲ့မနက်ပိုင်းသတင်းတူသတင်းကောင်းတွေကိုကျွန်တော်တို့တို့သွားမှာ Reaction လုပ်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ပထမအဦးဆုံးလိုဟိတိုရှင်သတင်းလေးဖတ်ပြပေးမယ်နော် ကဲပထမဆုံးသတင်းတစ်ပုဒ်ကတော့တက်မ22ကစစ်သား2ဦးကကဲကြပါလို့အော်ဟစ်ပြီးတော့အလင်းဝင်လာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့တက်မ22ရဲ့စစ်ကြောင်းကစစ်သား2ဦးကလက်နက်တွေယူလာပြီးကင်းကြချိန်ထွက်ပြေးလာတာလို့တော်လိုင်းရေးပေါ်တူကပြောပါတယ်သူတို့နှစ်ယောက်ကကင်းကြပြီးတော့ထွက်ပြေးလာတာဘယ်လိုမှမနေနိုင်လို့ကြောက်ပြီးတယောက်ကကြဖော့ဖြူလေးယူလာတယ်တနက်တလက်ပါလာတယ်တယောက်ကပီနိုင်အဖြူလေးယူလာတယ်တနက်တလက်ပါလာတယ်ရွာထဲရောက်တော့ကဲကြပါအောင်ကဲကြပါအောင်လိုက်អော်တော့ပြီးတော့သူများတွေကို ူများတွေတွေ့သားလို့ခေါ်လာတာလို့တကောင်းပြောတယ်ပေါ့နော်အဲလက်နက်နဲ့လင်းဝင်လာတဲ့တပ်မတ်နဲ့စနစ်ကတသားတုပ်ကိုပူပေါင်းဆစ်စင်ရင်မှုပုံမှုသူရစောတာဘောကချက်သိန်း30စီချိမြလိုက်တယ်လို့လည်းသိသိရပါတယ်အဲတော့တပ်မတ်20ဟာအထိနာပြီးအများပြားတိုက်ဆုံနေတယ်လို့ဒီနေဦးနေဦးလူလူဒရင်းမစ်ကလည်းပြောတယ်ပေါ့နော်အဲတော့တပ်မတ်20ကတော်တော်ကြီးကိုထိနာနေတာအားလုံးလည်းသိပြီးသားဖြစ်ပါတယ်နော်ကိုစစ်ပါဆိုရင်လင်းဝင်လာတာမှရေရွမှုဝင်ဘောနော်အချက်မဲ့စစ်ကောင်စီဖွဲ့တာကဲကြပါဆိုပြီးတော့အော်နေရတဲ့အနေထားဖြစ်ပါတယ်နော် နောက်ထပ်သတင်းပုဒ်ကတော့မန္တလေးတိုင်းမြင်းချံမြို့နယ်ကအချမ်းပတ်စစ်အုပ်စုရဲ့ရေချောင်းစစ်စီရေးဂိတ်ကို၄ဆက် drone နဲ့ပုံကျတိုက်ခိုက်မှုမှာစစ်အုပ်စုတပ်ဖွဲ့ဝင်၃កောင်မျိုးစားဖြစ်ပြီးထိခိုက်ဒဏ်ရာရသူ၂ယောက်ရှိခဲ့တယ်လို့ရေစကြိုတပ်ပေါင်းစုကသတင်းထုတ်ပြန်ထားတယ်လို့သိပါရတယ်။အဲ့တော့တော်လိုင်းတပ်ဖွဲ့တွေချေချခဲ့တဲ့ drone ပုံသီးဟာစစ်အုပ်စုတပ်ဖွဲ့ဝင်တွေထမင်းစားဆောင်နဲ့ကန်းချီကတ်စစ်သင်္ဘောတွေပေါ်တက်တက်ထိမပေါက်ခဲ့ခဲ့တာကြောင့်အချမ်းပတ်စစ်သား၃កောင်မျိုးစားဖြစ်ပြီးထိခိုက်ဒဏ်ရာရသူ၂ယောက်ရှိခဲ့တယ်လို့ရေစကြိုတပ်ပေါင်းစုကထုတ်ပြန်ထားပါရတယ်။အဲ့တော့မြင်းနယ်တိုင်းပါပဲเนาะချမ်ပတ်စစ်ကောင်စီဖွဲ့တွေကတော့အဲ့လိုပဲတိုက်ခိုက်ခံရတဲ့နေသားဖြစ်ပါတယ်เนาะ ကဲတဲ့လိုရင်းတူရှင်သတင်းတွေဖတ်လို့ပြီးမှကျွန်တော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကဒီရှိုးပွဲတစ်ခုမှာအော်ဆဲပြီးမှပေါ့နော်ဒီကွန်ရုံးတွေဝေခဲ့တယ်ဆိုတဲ့အဆိုတော်ဖွဲ့တွေပေါ့နော်ဖန်ခံတဲ့သတင်းကြေညာထားတာဒါတော့ကြည့်အောင်နော် တာဒီတင်ငန်းကျုံမြို့နယ်တူဝနာ29ရက်ကွယ် Eastern Yangon Event Pub မှာကျင်းပခဲ့တဲ့ Overflow Music Festival ဖြိုပြပွဲမှာညဉ့်ညံတဲ့ဇာတ်ရည်ပြုတ်ဆိုပြီးကွန်ရုံးတွေဖြန့်ဝေက တီဆိုကခုန်ခဲ့ကြတဲ့အဆူရောဝိအပါအဝင်အမျိုးသား73ဦးနဲ့ပွဲစီစဉ်လူ3ဦးတို့ကိုအမှုဖွင့်အရေးယူထားတယ်လို့စစ်ကောင်စီရဲ့လာအောက်ခံရဲတပ်ဖွဲ့ကနိုဝင်ဘာလ8ရက်နေ့မှာထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ2ရက်နေ့ညပိုင်းကပြုလုပ်ခဲ့တဲ့ Overflow Music Festival ဖြိုဖြိုပွဲမှာအဆူရောဝိခေါ်ရဲဝင်းအောင်ခေါ်ဗလာနေဘကူဘိန်းခေါ်တိမင်းထိုက်တို့ဥဆောင်တဲ့အဖွဲ့ကအများပြည်သူကိုစိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီးညဉ့်ညမ်းတဲ့စကားတွေပြောဆိုတာ ပြည်ဆိုကခုံဖျော်ဖြေခဲ့ကြတဲ့အတွက်အရေးယူဆောင်ရွက်နိုင်ရေးစုံစမ်းဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖျော်ဖြေပွဲဖြစ်မြောက်ရေးစီစဉ်ဆောင်ရွက်ခဲ့ကြသူတွေဖြစ်ကြတယ်။စမ်းချောင်းမြို့နယ်မုလတ်ဆောင်ကုန်းတောင်ရက်ကွက်နေတင်ရတနာသိန်းခန်းလင်းထန်းနဲ့အောင်ခန့်မော်ခေါ်ဂျပန်ကြီးတို့ဟာ Overflow Music Festival ဖျော်ဖြေပွဲကိုနိုဝင်ဘာလ၁ရက်နေ့နဲ့၂ရက်နေ့တွေမှာဖျော်ဖြေပွဲကိုစီစဉ်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။နိုဝင်ဘာလ၂ရက်နေ့ညပိုင်းမှာတော့အဆိုတော်ဝင်းခေါ်ရဲဝင်းအောင်ခေါ်ဗလာနဲ့ ဘကိုဘင်းခေါ်တိမ်မြင့်ထိုက်တို့ဟာရပါတယ်နဲ့5.555စစ်စစ်တချင်းအပါအဝင်တချင်းဆနှစ်ပုတ်ကိုတီးဆိုဖျော်ပြခဲ့တာဖြစ်ကြောင်း5.555စစ်စစ်တချင်းကိုဖျော်ပြရမှာအများပြည်သူကိုစိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီးညဉ့်ညမ်းတဲ့ဇကားတွေပြောဆိုကာလာရောက်ကြည့်ရှုတဲ့ပြည်သက်တွေအတွင်ကိုနှုံးတွေဖြန့်ကျဲပြီးနောက်တီဆူဖျော်ပြခဲ့ကြောင်းအဲ့ဒီလိုဖျော်ပြနေစဉ်သူတို့နှစ်ယောက်အပါအဝင်73ယောက်ကစင်မော်တက်ရောက်ပြီးကခုံနာ ဗီဒီယိုရိုက်ကူးတာတွေဆောင်ရွက်ခဲ့တယ်လို့ဖော်ထုတ်သိရှိရကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဖော်ထုတ်ချက်အရအခင်းဖြစ်ပွားရာနေ့ကတီဆိုးဖျော်ပြရမှာပါဝင်နေမန္တလေးတိုင်းဒေသကြီးအီဇီတကိုမြို့နယ်မြို့တစ်ကရက်ကွက်နေ if you call ပြတ်တက်အောင်ခေါ်ကိုဖြိုးကိုနွေမာလာ9ရက်နေ့ကရန်ကင်းမြို့နယ်မှာဖမ်းမိခဲ့ပြီးသူ့ရဲ့ဖော်ထုတ်ချက်အရစတိတ်စင်ပေါ်မှာတီဆိုးကခုံခဲ့တဲ့တာမွေမြို့နယ်မြစ်တာမြို့ရက်ကွက်နေပြေဆုံးထွန်းခေါ်ဆိုင်းမုံဖောက်ကိုနွေမာလာ9ရက်နေ့မှာပဲ သူဝနနေမြေရဲစခန်းကိုချိတ်ဆက်ခေါ်ယူခဲ့တယ်လို့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။အဒီနောက်မန္တလေးတိုင်းဒေသကြီးချမ်းအေးသာဆန်မြို့နယ်နေတက်လိုက်ဝင်းခေါ်ကုသက်ချမ်းမြသာစီမြို့နယ်မှာနေထိုင်ကြသူတွေဖြစ်တဲ့အခါဖြိုးခေါ်အာကြီးမင်းမော်ထွန်းခေါ်မော်ကြီးဖိန်လွင်ထွန်းခေါ်ပိုထန်းဆိုင်းအောင်ခေတို့ကိုနိုဝင်ဘာလ9ရက်နေ့ည7:00နာရီလောက်မှာသူတို့ရဲ့နေအိမ်တွေကနေဖမ်းမိခဲ့ပါတယ်။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်အမှတ်6ရပ်ကွက်နေ့ ွေလေးအောင်ကိုနှွေမာလာ9ရက်နေ့အညာပိုင်းနဲ့ချမ်းမြတာစီမြို့နယ်တံပဝရီရက်ကွက်နေကြသူတွေဖြစ်ကြတယ်အဆိုတော်ဝင့်ခေါ်ရဲဝဲအောင်ခေါ်ဗလာပြည်စုံမောင်ခေါ်ပော့စ်နဲ့ထိုက်အောင်ကျော်မြက်ခေါ်ဘဲကြီးတို့ကိုနှွေမာလာ6ရက်နေ့မွန်လယ်ပိုင်းမှာသူအနာနေမြေရဲစခန်းကိုချိတ်ဆက်ခေါ်ယူခဲ့တာလို့ထုတ်ပြန်ချက်အရာသိရှိရပါတယ်အလားတူအဆိုတော်ဘက်ကိုဘိန်းခေါ်တိမ်မင်းထိုင်နဲ့လင်းလင်းထွန်းခေါ်လင်းထွန်းတို့နှစ်ယောက်ကလည်းသူအနာနေမြေရဲစခန်းကို လာရောက်အဖမ်းခံတဲ့အတွက် အတ္တီအမှုဖွဲ့စစ်ဆေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုလိုအများပြည်သူစိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီးညဉ့်ညမ်းတဲ့စကားတွေပြောဆိုကာကိုနှုံးတွေဖြန့်ဝေပြီးတီဆိုကောက်ခုံခဲ့ကြသူတွေဖြစ်ကြတဲ့အဆိုရဝင်းခေါ်ရဲဝဲအောက်ခေါ်ဗလာနဲ့ဘကိုဘင်းခေါ်တိမ်မင်းထိုက်တို့အပါအဝင်အမျိုးသား73ဦးနဲ့ပွဲစီစဉ်သူတီရတနာတိတ်အပါ3ဦးကိုတင်ငန်းမျိုးမျိုးနဲ့သူဝနအနေမြေရဲစခန်းမှာရသက်သက်ကြီးပုံမှာ 905ကာဂျီမြင်းဆောင်294မြင်းဆောင်114အရာအမှုဖွင့်ထားရှိပြီးဥပဒေနဲ့အညီထိရောက်စွာအပြစ်ပေးအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်နေတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ကဲကြားတိုင်းပါနော်။အဲ့တော့ဒီဒီပွဲကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကဂျမစစ်ကောင်စီရတယ်။ဘလုံးနဲ့ပြည်သူလူထုအာရုံလွဲလို့လည်းပြောတယ်ပေါ့နော်။တစ်ဖက်မှာလည်းဒီလိုမျိုးဆဲတဲ့ကောင်တွေကတကယ်လုပ်တယ်လို့လည်းပြောတယ်။အဲ့တော့ဘလို့ပဲပြောပြပါတော့အခုချိန်မှာဆိုရင်တော့ဘမမိုင်ရင်ပြောတာတော့ဘာပြောမပြောသိဘူးပေါ့နော်။အဲ့တော့အဖမ်းခံလိုက်ဖြစ်ပါနော်။ ကဲကျွန်တော်နောက်ထပ်ကြည့်ရမယ့်သတင်းကတော့ဒီစစ်တပ်ရဲ့ဝါရဖြန့်ချင်မှုကပြည်သူတွေရဲ့အထွေးခေါ်ခံယူချက်ကိုဘယ်လောက်ထိလွှမ်းမိုးနိုင်ပါလဲဆိုတာကိုသုံးသပ်ပေးထားတယ်ဒါတော့ကြည့်ရအောင်။ဒါရန်ရေးပါတယ်ခင်ဗျ။ကျွန်တော်တို့ကဒီနေတဲ့အချိန်မှာရားလိုက်တဲ့အချက်လက်ဟာအဲ့ချိန်မှာအရန်မှမှုသွားတယ်။အရန်ကိုလွှမ်းမိုးသွားတယ်။ဆိုတော့အဲ့ချိန်မှာခုနကပေါ့နော်ကျွန်တော်တို့ကတော်လန်ရေးဟာမကောင်းဘူးဆိုတဲ့စကားလုံးတို့ကိုသူတို့ကြားလိုက်ရင်သူတို့ကအဲ့စကားလုံးကပဲသူတို့ရဲ့ အကျွေးရောက်တဲ့ချိန်မှာနှွမ်းမှုမှုအများကြီးရှိတယ်အများကြီးဂျုံထုတ်ဖို့ခက်သွားတယ်ဗျာ2021ဖြစ်စင်ပါဆိုလို့ရှိရင်ဒီအသက်ကြီးပိုင်းနဲ့အသက်ကြီးအရွယ်ရောက်ပြီးသားသူတွေဟာအများကြီးပဲစစ်တဲ့နဲ့ပတ်သက်ပြီးအများကြီးသတိထားတယ်ပြီးရင်ကျွန်တော်အရွယ်ရောက်နေလူတွေဆိုလို့ရှိရင်လည်းအများကြီးသတိထားတယ်ပေါ့နော်သတိထားဒါကြောင့်မို့လို့ဒီ2021ဖြစ်စင်ပါဆိုလို့ရှိရင်ပြည်သူလူထုမှာရှိတဲ့ဒီလူငယ်တွေကအကုန်လုံးကတခဲနဲ့ပေါ့နောက်ဆုံးပြဒီတက်ထဲမှာရှိနေတဲ့လူငယ်တွေဆိုအကုန်လုံးသူတို့သိကြတယ်ဘာကြောင့်လဲဆိုသူတို့အရွယ်ရောက်နေတဲ့အချိန်မှာအရွယ်ရောက်နေတဲ့အချိန်မှာရခဲ့တဲ့သတင်းချက်လက်တွေကြောင့်ဖြစ်တာ ဆိုတော့အခုချိန်မှာလေဒီ78အရွယ်တွေဟာသူတိတိကောင်းတိလိမ့်မယ်ဒါပေမဲ့အရန်နေတဲ့ကလေးတွေကဒီမှာထားပါတော့2021တုန်းကသူတို့ကအရွယ်က5-6နှစ်ပဲရှိနေတယ်ဆိုသူတို့အဲ့ဖြစ်စဉ်ကိုသူကကောင်းကောင်းမသိအရွယ်ရောက်ပြီးတဲ့သူတွေအပေါ်မှာကတော့ကျွန်တော်အနေနဲ့ကတော့အများကြီးပြောင်းလဲနိုင်မယ်လို့မထင်ဘူးအာသူတို့တိတယ်ဘယ်ဟာမှန်တာလဲဘယ်ဟာမှားတာလဲပင်လဲရွေးချယ်တင်တာလဲဆိုတော့သူတို့ကောင်းကောင်းနားလေတယ်အာဒါကြောင့်မို့လို့2021မှာကျွန်တော်တို့ online ချိန်လိုက်နေတဲ့ဒီပြည်သူတို့ရဲ့ဒီခိုင်မာမှုဒီငြိမ်မြမှုနောက်လွတ်လပ်မှုကို ျက်နှိုးမှုတွေကိုကျွန်တော်တို့တွေ့ခဲ့ကြတာပေါ့နော်။သို့တော့ကျွန်တော်အများအားသတိပြုအောင်မှာတော့ဒီကလေးငယ်တွေပေါ့။ကလေးငယ်တွေဟာဒီအယူဝါဒရေးရာရဟိုလွှမ်းမိုးမှုကိုသူတို့ပြန်ပြီးတော့လွန်ဆန်ဖို့အရန်ခတ်ပါတယ်။အခုအခုဆိုသတိထားမိလားမသိဘူး။သူတို့ဒီစာတင်ခန်းတွေကိုလေစစ်ဝေဆုံတွေသူတို့ဝင်နေစစ်ဝေဆုံတွေနဲ့ဝင်နေပြီးကလေးတွေနဲ့ရင်းနှီးအောင်လုပ်တဲ့ဟာတွေဒါတွေကအရန်အရန်အရေးကြီးတယ်ပေါ့နော်။အဲ့တော့ဒီခုနောက်ပိုင်းနောက်ပေါက်တွေကပို့ပြီးတော့ မသိတော့တော့ဗောနော်အဲ့တော့ဘာပြောတမိုင်းကိုဖျောက်ဖို့ကျမစစ်ကောင်စီကလုပ်နေတာဖြစ်ပါရဲ့နော်အဲ့တော့ဘာရေးကြည့်လဲဆိုတော့တော်လိုင်းကြီးကရီရှိသွားလို့တော့မဖြစ်ဘူးဗောနော်အမြန်ပြတ်နိုင်အကောင်းဆုံးပါပဲနော်ကဲနောက်ထပ်တစ်ခုလဲသုံးသူတုံ့ပြန်ထားတဲ့ချက်တစ်ထောင်ကြည့်အောင်နော်စစ်တက်ဆိုရင်ကကြောက်တာပြည်သူတွေစီကဘယ်လိုတုံ့ပြန်မှုတွေလဲဆိုတာဗောနော်မြင့်ချင်တဲ့ ွာရှိတယ်စိတ်ယောဂအခင်ရှိတယ်ဗောနော်ဆိုတော့အဲ့ဒီဟာကပဲသူတို့ကိုထောက်ခံမှုရကြားချင်တာဗောနော်ထောက်ခံမှုရချင်တာဗောပြီးလို့ရှိရင်သူတို့ကိုအဲ့လိုမျိုးယိုချိုးတာတွေဥညွန်းတာတွေအဲ့ဒါမျိုးတွေသူတို့အဲ့လိုမျိုးအလုံးသဘောကျတယ်ဗောနော်ဆိုတော့အဲ့တော့သူတို့အဲ့ခုနပြောတဲ့ဒီ science ဆို science ဖြစ်တဲ့ဟာကတကယ် power ဖြစ်တယ်ဗျဆိုတော့အဲ့ဒါကိုသူတို့တော်တော်လေးကြောက်တယ်ဗျဆိုတော့သူတို့မှာကခုနဟို insecure ပေါ့နော်ဖြစ်တာပေါ့စိတ်မလုံးကြုံဘူးอ่ะအမြဲတမ်းအမြဲတမ်းရှိဘာလို့ဆိုတော့တက်တက်လုံးတို့ကလွတ်လပ်ခဲ့ကြတဲ့သူတွေမဟုတ်လွတ်လပ်မှုရဲ့တန်ဖိုးပေါ့နောက်ကဉာဏ်ပညာပေါ့နော်ဉာဏ်ပညာရဲ့တန်ဖိုးနောက်အဲ့ချစ်ချင်းမေတ္တာရဲ့တန်ဖိုးဒါတွေအပေါ်မှာတို့ကကြီးပင်းခဲ့ရတာမဟုတ်တို့ကိုတို့လည်းအဲ့လိုနေလို့မရဘူးပေါ့ငါငါတို့ကချစ်ချင်းမေတ္တာလူတွေပေါ်မှာထားလို့မရအောင်ထားလိုက်ရင်ငါတို့ကပြောင်းရတဲ့သူဖြစ်ဖြစ်သွားမှာဆိုတော့အဲ့အဲ့လိုမျိုးတွေရောက်ဝန်းနေတဲ့သူတို့တွေသူတို့ကိုသူတို့တိဆောက်ထားတာအဲ့တော့သူတို့အတွက်က သူတို့အတွက်ကဘာလဲဆိုလို့ရှိရင်ခုနဒီစိတ်ငြိမ်မှုပဲစိတ်ငြိမ်မှုပဲအဲ့လိုပြောတော့အိကနိုးပေါ့နော်ကျွန်တော်တို့အဒီလှည့်လူရှုမှုပေါ့နော်လှည့်လူရှုမှုကအရန်ကိုအကြီးပါတယ်အရန်ကိုပေါ့ဒီ powerful ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ကတော့လေလူလူ ဒီလူတို့အနေနဲ့ဆိုလို့ရှိရင်လေအကနိုးလုံးနေတဲ့မြောက်လို့ပါဆိုတော့ဟိုသူတို့ရဲ့အုပ်ချုပ်မှုရန်ရဲ့အောက်မှာနေတဲ့အခါမှာအခါကလေးမှာရေရေတင်တင်ဆန့်ကျင်မှုဆိုတာမဖြစ်နိုင်တဲ့အခါတွေအများကြီးရှိတယ်ဗျာသူတို့ဆန့်ကျင်ပြီးပြောဆိုမှုဆိုတာလွတ်လပ်တဲ့နေရာမှာရှိနေနေရပါဘူးဒါတို့လည်းကျွန်တော်တို့အမြဲတမ်းသတိပြုပါတယ်ကျွန်တော်တို့ပြောနိုင်တယ်ဘာကြောင့်လဲကျွန်တော်တို့ကသူတို့ရဲ့အုပ်ချုပ်မှုရန်ရဲ့အောက်မှာမရှိတဲ့အတွက်သို့တော့သူတို့ကိုထပ်ပြီးတော့လုံလို့ရနိုင်တဲ့အရာကတော့ကျွန်တော်တို့ ignore ပါเนาะပြည်တွင်းမှာနေတဲ့ပြည်သူလူတွေဆိုငါတို့ဘာဆက်လုပ်ရမှာလဲငါတို့မှာအင်အားရှိရလားငါတို့ရဲ့ power ဖြစ်တဲ့အရာတွေကဘာလဲဆိုတော့ ော့ခါကြိုက်မေ့လျော့သွားတာရှိတယ်ဝေဝါးသွားတာရှိတယ်ဘာလို့ဆိုကိုကလက်နဲ့နဲ့တိုက်နေတဲ့လူလည်းမဟုတ်ဘူးပြီးရင်အဲကျွန်တော်တို့လူမျိုးပေါ့နော်ဒီလှလှလလနဲ့ပြောဆိုပြီးတော့ကိုအာတိုက်နိုင်တဲ့အခြေအနေမျိုးမရှိတော့တဲ့လူတွေလည်းရှိတယ်ဆိုတော့ဒါပေမဲ့အဲအဲ့လိုမျိုးပေါ့နော်ဒီဒီတွင်းမှာနေရတဲ့သူတွေအတွက်ကိုကိုယ့်ရဲ့ဆွမ်းအင်ပေါ့နော်ကိုယ့်ရဲ့ဆွမ်းအားဟာဒီလူရှုမှုခါဒီအာနာရှင်ကိုတိုက်နိုင်တဲ့ထိထိရောက်ဖြစ်တဲ့လက်နက်တစ်ခုဖြစ်တယ်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဆွမ်းအင်ရှိတဲ့ ဆွမ်းအားတစ်ခုဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒါကိုကောင်းကောင်းမွန်မွန်အသုံးချပါလို့ကျွန်တော်နေနေတော့ပြောချင်တဲ့ခင်ဗျာအေးဒါတော့နော်လူယူဒေါ်လာနဲ့ပတ်သက်ပြီးတော့တုံ့တက်ပြီးသားပဲဖြစ်ပါနော်ကဲနောက်ဆုံးမှာကျွန်တော်နားထောင်မှာတော့တမ20နှစ်ကနေအလင်းဝင်လာတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီပြောထားတဲ့ကိုစီရဲ့သုံးသပ်ချက်လေးနားထောင်ကြည့်အောင်နော်เนาะအလင်းဝင်တဲ့စစ်သားတရင်ဒါပေမဲ့ဒီအလင်းဝင်တဲ့စစ်သားရိုးသားသားဝင်တာမဟုတ်ဘူးเนาะစစ်တပ်ကနေတနက်ယူလာပြီးတော့ဖော့ပြားလေးကိုင်းလာတယ်တယောက်ကပီနိုင်အဖြူလေးကိုင်းလာတယ်နှစ်ယောက်က ရွာထဲဝင်လိုက်ကဲကြပါကဲကြပါလို့တနတ်ကလေးနဲ့អော်လို့တဲ့ဟာလက်ရှိမင်းအောင်နိုင်ရဲ့စစ်တပ်ဖြစ်နေတဲ့ဘဝစဉ်းစားကြည့်တော့အဲ့ဒါပဲဒါပဂရိရှိတရားတွေတည်သူကဘယ်ဘက်ကလဲတော့အခုကျွန်တော်လိုင်းသွင်းတယ်အနည်းငယ်နဲ့မြင်းကြံကမ်ပိန်းကသူတို့ကမ်ပိန်းရက်ပြည့်တော့73ရက်နေရက်ပြည့်နေကြတယ် နော်အဲ့တော့ရပ်ပြစ်ကန်နေကြရင်နောက်ဆုံးအနေနဲ့ကျွန်တော်ထိုင်းရလူတွေပါဝင်လို့ရအောင်ကျွန်တော်တို့လာပြောတယ်အဲ့ဒီမှာအစကတို့စီစဉ်ထားတော့ဒီတိုင်မှု10ရောက်လားမသိဘူးတက်ဖို့စီစဉ်ထားဒါပေမဲ့အကြောင်းမျိုးကြောင့်ခီးလုံနောက်ပြီးကျွန်တော်ကလည်းမနေ့ကမှကောက်စီစဉ်လိုက်တယ်ဆိုတော့ချက်ချင်းဖြစ်သွားတယ်ဘာလို့နောက်ရက်တွေကျွန်တော်ရက်ကြက်နေတာနဲ့ချက်ချင်းကောက်စီစဉ်လိုက်ဒီညဘောနော်အဲ့တော့ဟိုကိုတက်ကြီးတို့ဘာလို့ဆိုရင်ဒါတက်တော့မတက်နိုင်ဘူးဆိုတော့အဲ့ဒီကမ်ပိန်းမှာအခုဒီ లై ့နှစ်နာရီချိန်အတွင်းလေးမှာနေဘာမွေတိန်းတုံးတောင်းကြော်တယ် နော်ဒါ၈ရက်ကကျွန်တော်နှစ်သိန်းလက်ခံထားဘူးရပြီနော်နှစ်နာရီလိုက်ဆိုတော့၄နာရီလိုက်အတွင်းဘန်းငွေ၃သိန်းကျော်ဝိုင်းလွှဲကြတာအဲ့ဒါထိုင်းတနိုင်ငံနဲ့နော်ထိုင်းရောက်နေတဲ့ပြည်သူပဲထိုင်းရောက်နေတဲ့ပြည်သူတော်မှကျွန်တော်လိုက်လွှင့်တာကိုတွေ့တဲ့ပြည်သူပဲကျွန်တော်လိုက်လွှင့်တာကိုတွေ့တဲ့ပြည်သူတော်မှပါစံအစင်နဲ့ရှိတဲ့ပြည်သူပဲဘာလို့ဆိုတချို့တွေလာမှတ်တာကိုစီးနောက်ရကြရင်လွှဲပြပါဘယ်ရကြရင်လွှဲပြပါ အဲသူတို့ထည့်ခြင်းလို့နော်အခုဆိုဒါစင်ကာပူမလေးရှားဆိုပြောင်းတန်တယ်ထည့်ခြင်းတာနော်မလေးရှားတို့စင်ကာပူတို့ဂျပန်ကိုရီးယားဘာလို့ဆိုထည့်ခြင်းလို့တပုံကြီးဆိုတော့ဒါကကျွန်တော်ဘာကိုပြလဲဆိုတော့ပြည်သူကိုပြတယ်ကျွန်တော်တို့ပြည်သူဟာဒီနေ့အချိန်ထိတော်နိုင်ရေးမှာမမမမတ်ရက်တည်နေတယ်အားရင်အပြည့်နဲ့ရက်တည်နေတယ်အဲ့တော့ဘလောက်ပဲဒီစစ်ခွေးတွေရုံမှာရစ်စဲအခုမနေ့ကမနေ့မနေ့ပြောရအောင်နော်ကိုနေကိုဆိုးအောင်ပြောရတာကိုဆိုးအောင်ပေါ့ ။နော်သူပြောပါတာအဲ့ဒီသူတို့အညာဘက်မှာစစ်ကြောင်းထိုးလို့ရှိရင်တဲ့ရွာလုံးကျော်မီးရှို့ပစ်တယ်။မီးမရှို့နိုင်တဲ့ရွာဝဲရကဆိုအဲ့ဒီဘယ်ရွာမျိုးသူတို့ပြောတယ်အဲ့ဒီကောင်မလေးတယောက်ကိုစစ်ခွေး90တောင်မရိမ့်ဝိုင်းကျင်တာပြီးတပ်ပလိုက်ခေါလုံး။စဉ်းစားကြည့်ဗျာစိတ်ပြစ်စရာကြီး။နော်လူအတိုင်းဝိုင်းကြားမှာပြောပြဖို့ဆိုလာတော့ပြောပြဖို့လောက်တော့မတင့်တဲ့လောက်ရက်တွေကိုဒီကောင်တွေကလောက်နေတာအဲ့တော့ပြည်သူထောက်ခံမှုဘယ်လိုရမလဲအဲ့တော့မနေ့ကလည်းအောက်ကเนาะကျွန်တော်တို့တာဝန်ရှိတဲ့ အဲလူကြီးတောင်လည်းတွေ့ပါလေဆရာဝင်မှာတော့ဒေါက်တာလို့ပြောတယ်နော်လက်ရှိမင်းချံဘက်ကတာဝန်ရှိတဲ့သူကသူပြောတာကျွန်တော်တို့ပြည်သူကတဲ့ကျွန်တော်တို့ပေးတယ်နှစ်ခုရှိတယ်တဲ့အဲ့ဒါတည်င်းနဲ့ထမင်းဘယ်ပြည်သူအိမ်ပေါ်တက်ပြီးတော့ထမင်းတက်ဆဆကျွေးမဲ့လူအစင်းနဲ့ရွာတိုင်းမှာကျွေးမဲ့လူအစင်းနဲ့ပြီးလို့ရှိရင်လဲခွေးတွေဘယ်နာရောက်နေရင်နော်ခွေးတွေဘယ်မှာရှိတယ်ခွေးတွေဘာဖြစ်နေတယ်ချက်ချင်းပြည်သူကတည်င်းပေးတယ်အဲ့တော့သူတို့စစ်ခွေးတွေကတဲ့စာဖာလိုမျိုး SP လိုမျိုးဒီလိုတည်င်းတွေကို မွေးပြီးတော့တလန်တွေမွေး informer တွေမွေးမျိုးစုံလှုပ်ပြီးတော့မှဒီတော်လန်အင်းဘက်ကတည်င်းတွေကိုသူတို့ရှားနေရတဲ့အချိန်မှာကျွန်တော်တို့တော်လန်အင်းအားစုတွေကြတော့တည်င်းနဲ့ထမင်းကိုပြည်သူကအလကားပေးတာပါတဲ့ဒါကပြည်တွင်းမှာရှိတဲ့ဒူတွေကိုကြီးတဲ့အကူညီမှုအဲ့တော့ပြည်ပမှာရှိတဲ့ဒူတွေကလည်းအခုလိုမျိုးကျွန်တော်တို့ကမ်ပိန်းတွေ లై တွေတော့တောက်ရှောင်းတလတလအတွင်းတွက်လိုက်မှဆိုရင်ဒီပြည်ပရောက်တဲ့အားလုံးမှာကမ်ပိန်းဘယ်နှခုလောက်လှုပ်ဖြစ်ကြလဲမသိဘူး လိုက်လွှင့်ပြီးအလူခံတာဘယ်နှခုတော့လုတ်ဖြစ်ကြလဲမသိအဲ့တော့တလအတွင်းပြည်သူရဲ့ပါဝင်မှုအားကိုတွက်လိုက်တယ်။နော်အဲ့တော့ဒါဘာလဲဆိုတော့ပြည်သူတွေကဒီနေ့ချိန်ဒီဒီအာနာရှင်လက်အောက်ကလွတ်အောင်ယုံနေတာဒီအာနာယူလူပေါင်းရတဲ့ကောင်တွေလက်အောက်ကလွတ်အောင်ယုံနေတာအဲ့ဒီအတွက်ကျွန်တော်တော်လိုင်းမှာပါဝင်မဲ့အင်အားစုတွေအားလုံးကလည်းပြည်သူတော်မှဒီနေ့ချိန်ဒီမျှော်လင့်ချက်အပြည့်နဲ့ပါဝင်ကျွန်တော်တို့တွေစီးလုံးရမယ်ညီညွတ်ရမယ်ပို့ကြိုးစားရမယ်ကျွန်တော်ဟုတ်တော့အချင်းချင်းတိုက်ခိုက်တာတွေပုတ်ခတ်တာတွေ သူတို့မျိုးတွေကျွန်တော်ရှောင်ရှားရမယ်ဒါမှမနေလုံနေတဲ့ပြည်သူဝင်းရနေတဲ့ပြည်သူကအားရှိမယ်ပြန်ရအောင်ပြီးယူရတယ်မလုံပါနဲ့မင်းတို့အတွက်အတက်ပေးပြီးတော့တိုက်ပြီးတော့ကွာသူတို့မှသေတာတောင်မှအလောင်းလေးတော့လူတို့တူတို့တကြိုခွင်းတော့ပေးကြပါတော့ဒါအောင်လဲအထက်ကမင်းအောင်နိုင်ရစပြီးတော့အစင်းစင်းကညွှန်ကြားဖို့လိုတယ်မင်းတို့ကအသေးခံတိုက်သေလို့ရှင်ခွေးတွေကောင်လို့ပြစ်ပြစ်ခဲ့အဲ့ဒါဘလူးမတ်တကြိုမဲ့လူမရှင်အဲ့မသားအလောင်းကခွေးတွေကောင်ပုတ်လို့ပဲဟိုခွေးတို့တို့ကြီးကက်ကက်အကောင်လုံးသုံးလုံးကြီးအမှ မြင်လို့ဆင်လို့လည်းမကောင်းဘူးပတ်ဝန်းကျင်တယ်နော်အဲ့တော့ဟိုခံယူချက်လောက်ပဲတိုက်တိုက်မဖြစ်မနေတိုက်နေရမှာတိုက်တိုက်မင်းတို့အောက်ကနေတိုက်ပြီးတေဝါတာဖြစ်တဲ့အတွက်အဲ့ဒီရဲဘော်တယောက်ရဲ့ဒီကြံကျွင်းကြံရစ်တဲ့ရုပ်ခန္ဓာကိုတော့မင်းတို့စစ်တပ်အနေနဲ့တော့တောင်းဝင်ယူပေးဖို့ကောင်းပါလေနော်အခုဟာတိုက်ပွဲဗန်နီယာမှာဖြစ်ဖြစ်ပေရက်စစ်သားတွေတရားအမှမယူဟမ်အဲ့ပြစ်လိုက် PDF တွေကမြင်မကောင်းပုတ်စော်နေနန်းနေသွားမီးချို့တကြောကပြန်ပြီဟမ်မြင်မြုပ်တဲ့နေရာမြုပ်ပေးရပြန်ပြီဒါကြီးတွေက ရုပ်ပြအကြည့်တယ်အဲ့တော့အဲ့လိုမျိုးခံနေရတော့အခုဒီဒီနှစ်ယောက်ကလက်နက်ကိုယူလာပြီးတော့ကဲကြပါအောင်ဆိုပြီးအလင်းဝင်လာတာမဆန်းတော့ဘူးလေနော်နောက်တစ်ခုရှိတာကကျွန်တော်တို့အလင်းဝင်ပါလို့စောစီစီပြောတယ်ဆိုတာကျိုးစိုးပုံကြီးမတူလို့ပြောတာပါနော်ဒီနေ့ခင်မှာအလင်းဝင်နေဆိုရင်ဘယ်ဘက်ကနေဘယ်ဘက်ကိုကူးပြောင်းတာလဲပြောင်းပြန်ပြန်ဖြစ်သွားတယ်အရင်ကျွန်တော်တို့တစ်သက်လုံးကြားခဲ့တာအလင်းဝင်နေဆိုရင်ဘာဖြစ်တယ်အဲတိုင်းတန်းတော်လိုင်းလက်နက်ကင်တွေကအဲဟိုဒီစစ်တပ်မှာ လာရောက်ပြီးတော့လက်နဲ့အပ်တာလို့အဲလာရောက်ပြီးတော့ပူပေါင်းတာလို့စတဲ့ဖြစ်ဒါဟောအလင်းဝင်တယ်ပြောပြမိမယ်ဒီနေ့ခင်မှာကျတော့ပြောင်းပြန်ဖြစ်ကုန်တယ်နော်တော်လိုင်းအင်အားစုဘက်ကိုဒီအာနာတိတ်အကြမ်းဖက်စစ်တပ်ဘက်ကလာရောက်ပူပေါင်းပြီးတော့အလင်းလက်နဲ့ချတဲ့ဒူမှန်တယ်မြောက်အလင်းဝင်တယ်လို့ခေါ်တယ်အဲ့တော့အလင်းဝင်တဲ့ဒူတွေကိုလည်းတော်လိုင်းအင်အားစုတွေဘက်ကကောင်းမွန်စွာကြိုးဆိုတယ်လေးလေးဆဆဆက်ဆက်နဲ့လူလိုတူလိုတန်ဖိုးထားပြီးတော့လက်ခံပေးတယ်အဲ့ဒါမှတိုက်ပွဲမှာပြစ်ကြခတ်ကြပြီးမှမိတဲ့တုံမန်းကိုကြတော့ဒါကတော့တုံမန်းဥတွေတိုင်းတွားမှာပဲအဲ့တော့ ကိုအနေနဲ့ခံယူချက်ယုံကြည်ချက်ရှိလို့တိုက်နေဆိုရင်တော့မပြောလို့ဘူး။ဒါပေမဲ့ဒါကြီးကမှားနေတယ်၊လွမ်းနေတယ်။ငါတို့ကစစ်ခွေးဘဝရောက်နေတယ်တိလို့ရှိရင်တော့အမြန်ဆုံးယုံကြပါ၊လွတ်အောင်ယုံကြပါ။နီးစက်ရတန်ရင်တက်ဖွဲ့၊ဘယ်တန်ရင်တက်ဖွဲ့ဖြစ်ဖြစ်ဆက်သွယ်ပြီးတော့ခင်ဗျားတို့အလင်းဝင်လို့ရတယ်။အဲ့လိုဆက်သွယ်လို့မရရင်လည်းကျွန်တော်တို့တွေစပီကာဓမ္မတွေကိုဆက်သွယ်လာပါ၊တော်နိုင်သတင်းဌာနတွေကိုဆက်သွယ်လာပါ။အဲ့တော့အနီးဆက်ဆုံးတန်ရင်တက်ဖွဲ့တွေနဲ့ချိန်ဆက်ပြီးတော့အလင်းဝင်ရောက်နိုင်ဖို့ကြိုးစားပေးပါမယ်။ဒီနေရာမှာတခုပွင့်လင်းလင်းပြောရရင်ခင်ဗျားတို့အနေနဲ့လက်လက်မပါလာဘူးဆိုရင်တော့ နော်ဂုံပြုစုလည်းရချင်မှရဒါပေမဲ့လို့ခင်ဗျားတို့ကိုလေးစားတတ်မိုးထောင်းမှုကိုယော့မှာမဟုတ်လက်နဲ့ပါလာလို့ရှိရင်တော့ဘုရင်ကပြောသလိုတော်နိုင်ရင်အစုတွေကဘာလုံးနေတာလက်နဲ့တလဲရဖို့အတွက်ပြည်သူကြီးကစုပြီးတော့အလူခန်းနေရတာအဲ့ဒီတော့ခင်ဗျားတို့ကဒီပြည်သူကိုတတ်တဲ့လက်နဲ့တလဲကိုပြည်သူကိုကာကွယ်တဲ့လက်နဲ့ဖြစ်အောင်ဘက်ပြောင်းယူလာပေးမယ်ဆိုရင်ခင်ဗျားတို့အတွက်လည်းဂုံတက်သလိုခင်ဗျားတို့အတွက်လည်းပြန်ပြီးတော့ထောက်ပံ့ရရောက်ပါတယ်ဒါကြောင့်မို့လို့ဖြစ်နိုင်မယ်ဆိုရင်လက်နဲ့ကိုပါတလောက်ယူပြီးတော့အလင်းဝင်လာပါ အဲ့ထက်ပိုပြီးတော့ဖြစ်နိုင်မယ်ဆိုရင်အဲ့ဒီစစ်တပ်မှာအကြီးဆုံးခေါင်းပေါင်းဆိုတဲ့ကောင်ဒီပြည်သူကိုတတ်ဖို့ဖျက်ဖို့ညွန်ကြားနေတဲ့ရာဇဝတ်ကောင်တွေပါရှင်းလင်းလာလို့ရှိရင်ခမားတို့တို့ဆုကြီးပိုပြီးတော့ရပါလိမ့်မယ်เนาะအဲ့တော့ဒီနေ့အလင်းဝင်လာတဲ့နှစ်ယောက်ကိုလည်းလေးစားပါတယ်ဒီဗီဒီယိုဖိုင်လေးကိုတွေ့လို့ရှိရင်တကယ်ပြောတာပါခမားတို့ရဲ့ဆုံးဖြတ်ချက်ခမားတို့ရဲ့လှုပ်ရက်မှန်ကန်ပါတယ်အဲ့တော့ကဲကြပါအောင်ကဲကြပါအောင်ပြောတာရှက်စရာမဟုတ်ဘူး ဒါပေမဲ့ခမားတို့အဲ့ဒီစစ်ကွေးထဲမှာမထွက်ဘဲနဲ့ဆက်လုံနေရင်ခမားတို့ကရှက်စရာဖြစ်မှာအခုဒီလိုယုံထွက်နိုင်တဲ့အတွက်ဒါဟာတိုင်းပြည်နဲ့ပြည်သူတို့တန်ဖိုးရှိတဲ့လူသားတယောက်ဖြစ်ခမားတို့မှတ်တမ်းဝင်ပါပြီဒါကြောင့်မို့လို့များများအလင်းဝင်ကြပါမြန်မြန်လူဘဝရောက်လို့ Okay ဒါတော့ကုစီသုံးသက်ချက်ပြီးတော့ file ဖြစ်ပါတယ်နော်အဲ့တော့တမ20နှစ်ကတော့လောအကျိတ်ခံနေရပြီးတော့เนาะဘူဒါဘောတော့ကတော့နေ့တိုင်းမှာအကျိတ်ယုံတာမကအောင်ပစ္စည်းတွေအများကြီးရထားတယ်ဗီဒီယိုဖိုင်တွေတွေ့ရပြီးသားဖြစ်ပါတယ်เนาะအခုဆိုရင် ကြေကြပါဆိုပြီးမှအလေးဝင်လာတဲ့နေသားတွေဖြစ်နေပါတယ်အဲ့တော့တောင်ပိုင်းတိုင်းကတော့တော်တော်ကြီးလက်ဆန်းထွက်ပါတယ်เนาะလေးစားပါတယ်ဟုတ်ကဲ့ဒီမနက်ပိုင်းအတွက်သတင်းပြရတယ်လောက်ပါပဲเนาะနေ့လေကြမှာနောက်ထပ်သတင်းတစ်ပုဒ်နဲ့ပြန်ပြီးတွေ့ကြမှာเนาะ